ဒီခန္ဓာကိုအရဘောကြီးကိုတမိအတုဘလို့မြင်အောင်ကြည့်32ကောထာတာတဲ့ဘယ်လောက်တယ်လဲခန္ဓာကိုယ်ထဲမှာတခုချင်းရှောင်ပြီးတော့ရေတွဲကျင်32မျိုးရှိတယ်ဆံမဲမွေးခြင်းခြေတိလက်တိသွာအရေအေထူအေဘာအသက်အဆုပ်နှလုံးအမေဥသိမ့်ဥမအစာတဲ့အစာဟောအယိုးရွတွင်ခြင်းသည် တဲ့တလိတ်တို့ပြည်တို့သွေးတို့32ကုထာတာခန္ဓာကိုယ်ထဲမှာရှိနေတယ်။အဲ့ဒါတွေကိုစေတမီညာနဲ့မြင်အောင်ကြည့်လို့တရားရှင်ဘုရောမြတ်ကအာတုဘာယစိတ်တံဘာဝိဟိဧကကံသုတမဟိတံတတိဘာယသတ္တံတယတုနိဗ္ဗိတံဘဟုလဘဝဘုရားရှင်ကိုရောမြတ်ကခါထာနှစ်ပုဒ်ရှိသွားပြီဟောတာဘယ်နှပုဒ်လဲ။ ဣဒ္ဓကြောင့်ကုထာတဟုမရှုသူဘေအနုတယကိညာတွင်တွင်ဝဇခမ်းမလွလမမြင်တန်တာဘေးတူကြောင့်မင်းကုထာတဟုမရှုသူဘေအနုတယကိညာတွင်တွင်ဝဇခမ်းမလွလမမြင်တန်တာဘေးမအေးတူကြောင့်မင်း ယထဣတံတထဣတံယထဣတံတထဣတံဣဇတေဩဇာပဟိတာသကာယေစန္တံဝိရာဇယခေမေခေမမိဗျာဣတံဤငါထကခုမိဘယခန္ဓာကိုယ်သည်ဘိသတိယထအိုမေရွတ်ွတ်ပြစီရတကဲ့သို့တထဗမထာယုထောအတု ဣတံထောသိကိုတိဘိစိတ်တတိအိုမင်းရွတ်ွတ်ပြည့်ရှိရပေလတံဣတံထောသိကိုတိသောပတိယထာမတိခင်ခိတ္တမြတင့်တယ်လဘတိဟုထေယတကဲ့သောတထထောတုဣတံငါထံကခိုဟောဒီမိန်ကလေးရဲ့ခန္ဓာကိုယ်ဒီလည်းပဲသောပတိ မတေခင်ခိတ္တမြတ်တည်လပါသည်ဟုထင်ရ၏ဣဇာတေသအတွင်လည်းဖြစ်သောဗဟိတာသအပါလည်းဖြစ်သောကာယခန္ဓာကို၌သံတံတမတော်သံဒရာခကို ဝိဇာရရေပဲဆွန်ဖြတ်တော့ပါတော့လောဣတိသောဘဂဝါဘုံတော်၆ဆုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကဩဇာဩကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်း ခြေသမီးတဲ့ငါနားမှာရှိနေတဲ့မိန်းကလေးရဲ့ကိုဟာအမျိုးမျိုးဖောက်ပြန်ပြည့်စီအိုမင်းယိုယွင်းပြီးတော့ပုတ်ပွားသွားသလိုတဲ့ခြေသမီးရဲ့ခန္ဓာကိုယ်ဒီလည်းပဲဒီသဘောဒီပုံစံအတိုင်းထပ်တူပဲဒါကြောင့်ဟောဒီခန္ဓာကိုယ်ကြီးမှာ တွေ့တာနေသောစံတောင်းတမတဆန္နာရာခကိုဝိဇာရရေးခြေသမီးပယ်ပါတော့လို့ဘုရားရှင်ကိုတော်မြတ်ကခေမမိမယားကို ဟောတယ်တဲ့ဒါကြောင့် ကိုခန္ဓာကောင်းယုတ်ကဟောင်ပုတ်ပုတ်နှံညီကိုခန္ဓာကောင်းယုတ်ကဟောင်ပုတ်ပုတ်နှံညီကိုဒွာရပြွန်နေဒီမှာယောဇရာတွေပါပဲဤကာယယုတ်အရှင်ကိုဤကာယယုတ်အရှင်ကိုအဟုတ်ပင်မှတ်ကြမစဲသုတ်တန်းတဲ့တစပြေမှာ သုတ်သန်တဲ့တစားပြင်းမှာသူသေးသွင်းမလွဲချွေးမျက်ရည်နှချွဲကပြန်မဆဲစီယအိုင်အနာနူအရွယ်ငယ်နဲ့အတူတူပဲမှတ်ကြကိုကိုမြားတစုလူပေါ်မှာအဟုတ်လို့ထင်ဆွဲလို့ဆဝဲတန်တရာနေမောကြရှံကန့်တဖက်ခေမာဘော ကံတပတ်ခေမာကိုရောက်နိုင်ပါဘူးကွယ်လေလို့ရှေ့ကခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဒီခေမာမိဖုရားချွတ်ခမ်းမှာရှေ့ကဆရာကြီးတွေရေးခဲ့တာကိုခန္ဓာကောင်းရုပ်ကဟောင်ပုပ်ပုပ်နှံကြီးကိုဓွာရပြုံးနေဒီမှာကိုယ်ဓွာရပြုံးနေဒီမှာ ရွံ့ရတွေပါပဲဤကာယရုပ်အရှင်ကို အဟုတ်ပင်မကြမစဲသုတ်သန်းနဲ့တကပြင်းမှာသုတ်သန်းနဲ့တကပြင်းမှာသူသေးသွဲမလွဲသုတ်သန်းမှာထားပြခဲ့တဲ့လူသေးကြီးလိုပဲတဲ့ဒီခန္ဓာကိုယ်ဟာလည်းပဲမထူးပုံမဲလို့ဒီလိုပြောတာသုတ်သန်းနဲ့တကပြင်းမှာသူသေးသွဲမလွဲချွေးမျက်ရည်နှာချွဲကပြင်းမဲဆဲစီယော အာရဏနွေရွယ်ငယ်နဲ့အတူတူပဲမှတ်ကြကိုကိုအတူတူပဲမှတ်ကြကိုကိုမြားတစုလူဟောမှာအဟုတ်လို့ထင်ဆွဲလို့ဆဝဲတန်တရာမောနေကြရှာကန်တဖက်ပြီခေမာဘောကန်တဖက်ပြီခေမာဘောရောက်နိုင်ပါဘူးွက်လေလို့ အဲ့ဒီလိုအတုပသင်္ကဘာဝနာကိုဘုရားရှင်ဘောရမြတ်ဟောတော်မူလိုက်တဲ့အခါကျတော့မှတရားဒေသနာတော်ကိုကြားနာနေရတဲ့ခင်မမိဖုရားရဲ့စိတ်ဟာအလုံးအလုံးကိုကြည်လင်ပြီးတော့လာတယ်ဒီတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကငါဘာတရားဆဟောပါမလဲလို့ရှင်ငယ်ပြီးတော့ကြည်တော်မူလိုက်တဲ့အခါမှာကတ္တမမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ကိကိသမီးတော်ဘဝ သမဏီလို့ခေါ်တဲ့သမီးတော်ညီမခုနှစ်ဖော်တည်းမှာအကြီးဆုံးသမီးတော်ကြီးဖြစ်ခဲ့တယ်။အဲ့ဒီတော့ကသမဏီမင်းသမီးဘဝမှာအဖေကိုသင်္ကန်းဝတ်ဖို့လို့ခွင့်တောင်းတော့ကိကိမင်းကြီးကခွင့်မပေးဘူး။ညီမခုနှစ်ဖော်မြမစရိယသိက္ခာပုကြီးစောင့်ထိန်ပြီးတော့တရားနာသွားရင်းနဲ့ကတ္တဗဗျာရှင်ကိုရောမြတ်ကမဟာနိဒ္ဒာနသုတ်တန်ကြီးကိုဟောထားတာ။ အဲ့ဒီမဟာနိဒာနသုတ်တန်ကြီးကိုရှင်နန်းတော်တဲ့ပြန်လာပြီးတော့နှုတ်တဲ့အရာကြက်ဆောင်းထားတဲ့ကုသိုလ်ကဘုရားကမြင်နာတယ်ဒီပါရမီတော်ကြီးကိုဩကတ္တဝမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်တော်ကလူဝိလူစားနဲ့မင်းသမီးဖြစ်တော်လဲပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့မဟာနိဒာနသုတ်တန်ကြီးကိုအသက်ထက်ဆုံးရွတ်ဖတ်တယ်ဆွဲခဲ့တဲ့ကုသိုလ်ရှိတယ်အေးအဲ့ဒီမဟာနိဒာနသုတ်တန်ကြီးကိုပဲ ငါပြန်ပြီးတော့ဟောမယ်ဒီမာနိဒါနသုတ်တန်ကြီးကိုကြားနာရရင်ဖြင့်သူဒီသောတာပတ္တိမညာပုညာကိုဒီလိုက်မယ်လို့တရားရှင်ကိုယ်တော်မြတ်ရဲ့ဉာဏ်တော်ရဲ့ကိုထင်လာတဲ့အခါမှာဘုံတော်၆ပါးတည်းသဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကမဟာနိဒါနသုတ်တန်ကြီးကိုဟောပါတယ်မဟာနိဒါနသုတ်တန်ကြီးစဟောတဲ့ကခေမမီဘုရားကြီးကဒီသုတ်တန်ကြီးငါကြားဘူးတယ် ဘုရားထံလည်းမရောက်ဘူးပဲနဲ့အခုမှပထမဦးဆုံးရောက်တာဒီတုတ်တန်ကြီးငါကြားဘူးတယ်ဘယ်တော့ငါပါလိမ့်ဘယ်တော့ငါပါလိမ့်နဲ့သတ္တဗ္ဗဘုရားလက်ထက်ကကိုယ်တိုင်မှုလုပ်တဲ့ရအောင်ဆောင်ထားတဲ့တုတ်တန်ကြီးအဲဒီမာနိဒနာတုတ်တန်ကြီးကိုအာယုံဆိုင်ပြီးတော့နာလိုက်တာဒေသနာဝတ္တနေမဟာနိဒနာတုတ်တန်ကြီးရဲ့အဆုံးမှာ သာထောခေမာမိဗယံတိသောတာပတ္တိဖလေသောတာပတ္တိဖို့သောပရိဒေဟိကောင်းစွာမသွေတီခဲ့ပါပေ၏တကား